အကုသိုလ်ကံတွေလုံးမိသွားပြီဆိုလို့ရှိရင်ကံကလွတ်ရလွတ်ချောင်းဆိုတာကံတရားတွေကနေပြီးမကောင်းတဲ့ကံတွေလွတ်ဖို့နီလန်းမရှိဘူးလားဆိုရှိပါတယ်မြတ်စွာဘုရားကဟောတယ်ဒီကံတွေကဒီအကုသိုလ်ဆိုတာမလုံကောင်းဘူးမလုံသင့်ဘူးလုံရင်ဆင်းရဲဒုက္ခအကျိုးတွေကိုပေးတယ်ဟောဘုရားကဒီလိုဟောတယ်မကောင်းဘူးကံဆိုတာမကောင်းဘူးဆိုတာသိတယ်သိသည့်အတွက်ကြောင့်မကောင်းမှုလုံးမိတဲ့ပုံကိုတယောက်ဒီစဉ်းစားရမှာ ငါမကောင်းမှုတော့လုံးမိပြီလုံးမိပြီဒါကိုပြန်တွေးပြီးတော့စိတ်လေးနေလို့ရှိရင်လည်းပဲဒါပယ်ဖြတ်လို့ပြုပြင်လို့ရတော့တဲ့အရာမဟုတ်ဘူးအဲ့တော့လုံးမိပြီဒါတော့ရှိစေတော့နောင်ငါမလုပ်ဘူးကောင်းတာတွေကြီးလုံးမယ်ဟောဒီနီးဒါတကယ်အစ်စ်မှန်တဲ့ကံကလွမြောက်တဲ့နီးပဲဒီလိုပဲရှိတယ်နော်မှန်ပါပါဗျာဒါကြောင့်မို့လို့ ဒီဩကတနဲ့ကြော့တယ်ဆိုတာလေအဲ့ဒီအတိတ်ပဲပဲတကစုံတစ်ခုပြမမိထားလို့ရှင်တောင်းပန်ပြီးတော့နောင်ကရှောင်ကျင်ပါတယ်ဆိုတာလာရမယ်တဲ့ရှောင်ကျင်ဖို့ကောင်းတာတွေလုပ်ဖို့ရှောင်ကျင်ပြီးတော့ကောင်းတာတွေလုပ်တော့မယ်ဆိုလို့ရှင်ထိုပုဂ္ဂိုလ်ဒီကောင်းကျိုးချမ်းသာတွေအေကံရပြီးထိုကံကလွတ်မြောက်တော့မှသိကြတယ်မြည်သူပဲဖြစ်ဖြစ်မကောင်းတဲ့ကံလုံမိထားတဲ့ပုဂ္ဂိုလ်ဟာထိုလုံမိတဲ့အတွက်နောင်တပူပန်းနေဖို့မလိုဘူးနောင်တစိတ် စိတ်လေးနေဖို့မလိုဘူးဘာဖြစ်လို့တုန်းဆိုပြင်လို့လဲရတော့တဲ့အရာမဟုတ်ဘူးမေ့ထားလိုက်မေ့ပြီးရင်ဒါမျိုးနောက်ထပ်မလုပ်ဖို့အရေးကြီးတယ်ရှောင်မယ်ကောင်းတာတွေကြီးပဲလုပ်မယ်ဆိုအဲ့ဒီနီးနဲ့ခုနကလှုပ်ပြီးသားကန်ပြီး isolate ဖြစ်သွားတွန်းပြစ်လိုက်တာပေါ့ဘေးဘူးဒါကကံကလွတ်မြောက်တဲ့နီးလို့သင်္ခါရမတော့မှာမြတ်စွာဘုရားဟောတာဒါကောင်းတာတွေကြီးပဲလှုပ်ဖို့ပဲ။